ဒီစကွင်းတာဆိုဝင်ပြစ်တာအဲ့ဒီအုတ်ချုံရမှုနဲ့ဘာဆိုင်လို့လို့ကျွန်တော်စဉ်းစားလို့ဟေးယောအလုံးပဲမင်္ဂလာမနက်ကင်ပါဂျူလာဆရှိယန်နေယမနက်ပိုင်းအထူးတရမြောက်ကိုပထမဆုံးလူရင်တူရှင်တင်ဆက်တော်မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလည်းကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel ကိုအချင်းပေးပြီးကြည့်ရှုနေတဲ့သူငယ်ချင်းတွေအားလုံးကျေးဇူးများကြည်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့13လေးတွေစကြရအောင်ပထမတရမှာတော့ update တရဖြစ်ပါတယ် ဂျွန်လ16ရက်နေ့တွင်ပခူတိုင်ရန်ကုန်ပီလန်းနှင့်မင်းလာမြို့နေတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲများအတွင်ဒုတိယဘူမှူးကြီးဇိုမျိုးဝင်းစီမံအောက်ချုပ်ရေးအဖွဲ့ဝင်ဘူမှူးခရိုင်ရေးမှူးနှင့်မြို့မရေးစခန်းမှူးအပါအဝင်အချမ်းဖက်စစ်ကောင်စီစစ်ခွေနေစေကောင်တပ်မင်းတွေဆုံခဲ့ကြောင်းတာယာဝတီခရိုင်အမှတ်3တိတ်ရင်မှတိတ်ရင်မှူးဆရာလေးကပြောဆိုထားပါတယ်ဘူကြီးတွေဘူမှူးတွေခရိုင်မှူးတွေရေးမှူးတွေလည်းအခုအချိန်မှာဆိုရင်တော့ ခွေတေဝတ်တေတေတဲ့အချိန်ရောက်နေပါပြီခင်ဗျာအခုချိန်မှာစစ်ခွေးဘူးမှုတွေရေးမှုတွေလူပါဝအရေးတဲ့လူရှိသေးရဲ့လားလို့မေးချင်ပါတယ်မင်းတို့တွေခွေးတေဝတ်တေတင်နေကြပြီလို့ဒီကနေ့ပြောဆိုချင်ပါတယ်မင်းတို့တွေလူပါဝရဲ့ဝတ်ကြည့်ပါဦးကောင်းလိုက်တဲ့တတင်းနောက်တတင်း2025ခုနှစ်ဇွန်လ14ရက်နေ့တွင်ကရင်ပြည်နယ်ကျုံတူးမြို့မှတဆင်နွားချန်ကုန်းနှင့်အင်ဂျီရွာတောင်အင်အားတရာခန့်လက်နက်ကြီးဒုံးများဖြင့်စစ်ကြောင်းထူလာသော တမလီလေတမငငါပူပေါစစ်ချောင်းအားပြန်လှစစ်ချောင်းနဲ့မဟာမိတ်ပူပေါင်းတဖွဲ့များမှလက်ဦးမှုရယူပိတ်ဆို့တိုက်ခိုက်ခြင်းမုံရတွေစစ်ကောင်စီစစ်ချောင်းမှ90ခန့်ခွေတီဝတ်တီတီဆုံးခဲ့ပြီးကုနကောင်ဒါယာရရှိကာလာယာလန်အတိုင်းပြန်လည်ဆုတ်ခွာထွက်ပြီးတော့ရကြောင်းသိရှိရပါတယ်ခုချိန်မှာတော့တုံးရဲ့ချင်းတော့ကြားတဲ့အတိုင်းနေရတကာမှာစစ်ခွေတယ် ခွေးတွေဝတ်တွေတင်နေကြတာဖြစ်ပါတယ်။ကောင်းလေးတဲ့တင်းတို့တင်းအယောက်ဒီတိုင်းလေးမျက်နှာမြုပ်နေတင်းနုကုနေမင်းရေစခန်းကိုအရခတ်တတော်အေးအေးနဲ့ပူပေါင်းတက်ဖွဲ့မြတ်ကတင်းပယ်လိုက်ကြောင်းတစီရပါရင်လေးမျက်နှာမြုပ်နေအတွင်းစီစစ်ကောင်စီတက်၏အခြေစိတ်ထသည့်တင်းနုကုကျေးရွာနေမင်းရေစခန်းကိုဂျွန်လာစချောရဲ့နာနေပိုင်းတွေတော်လှန်ရေးပူပေါင်းအဖွဲ့ကတင်းပယ်လိုက်ကြောင်းဒီတခါမြတ်ထမတစီရပါရင်ရေစခန်းတင်းခံရတာဟုတ်တယ်မနေ့ကတင်းတာပါ အတီပြုတ်လို့ရပါတယ်ဟု AOD တတင်းရမိကပြောဆိုထားပါတယ် base ကမေပိပိတော်လိုင်းရေးရေဘိုးတွေကတိတ်တိုင်အောင်တယ်တင်းတယ်ဆိုတာကိုတော့ဘီသူတွေတည်တဲ့အတိုင်းပဲကောင်းလေတဲ့တတင်းတော့တင်း AOD တိုင်းရေကြည်မြုပ်နေငတိုင်းချောင်းမြောက်မြုပ်ဆန်းရွာအမြုပ်တက်344တွေတိတ်ပွေးပင်းထန်နေပြီအင်အားလူအချက်ချောင်းစစ်ကောင်စီကရက်ွက်နဲ့ကြေးရွာလုံးချုံရဲ့ဘီသူစစ်များကိုပါစစ်တမ်းပူဆောင်နေကြောင်းသိရှိရပါတယ် ยัดตูสิตินตันเปปีตินตันสินทาดียัดเจลงชงเยปีตุสิบมยากูอมาตาตงยาลิสเลติกปวยเตาปูสองทาดีอัตวัดเตซงหุมยาปยาเนปีเยจีมยกโปเตาอลองมยาเปียนเลเตอยู่ลาจาวดีตาคันมยาธรรมาติสิยาบาเรงเตดากาสิมุทันอุปเตจาวเมปอกเตสิตามหาบูปีตุสิยวาลงชงเยสุปีโคตวาดาตินตันกุนเนยเปตะเคยะเดลาตจูดอตงยาลิสเลเนเวเดมยกโปกะลูดวย တေရင်တကြူတဲ့နေရာမှာလာတကြူသွားတယ်ဟုရည်ကြည်မြုပ်ခံတဦးကပြောဆိုထားပါတယ်။လိုင်းပေါ်မှာအချောင်နေတဲ့ပြည်သူစစ်တွေလည်းအခုဆိုရင်တော့အကုန်လုံးပါသွားပါပြီခင်ဗျာ။ကောင်းလိုက်တဲ့တတင်းတော့တင်းမကွေတိုင်းငဖေးမျိုးအပိုင်းစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစိတ်ယုံအမှတ်တစ်လေးနဲ့နှမိုင်လောက်အကွာမှာအရခတ်တော်အေအေပါဝင်တဲ့တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တော်တိုက်ပွဲဆက်တင်ဖြစ်ပွားနေတယ်လို့သိရှိရပါတယ် ငဖေးမျိုးကပ္ပစတဆလေးကစစ်ကောင်စီတပ်ဖွဲ့တွေအပါအဝင်နေရီကန်တောင်ကိုစစ်ကြောင်းထုနေတဲ့တမကူကူဥဆောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အေအေပါဝင်တဲ့တော်လိုင်းရဲတပ်ဖွဲ့ဝင်တို့ဂျွန်လစ်ကွန်နေရနဲ့မနက်ကနေစလို့တိတ်ပွေဆက်တင်ဖြစ်ပွားနေတာလို့ပဒန်ဒေတာခန်စီရဲ့တရင်ချင်းမင်းအမျိုးသားတယောက်ကပြောဆိုထားပါဗျ။ကပ္ပစတဆလေးကို UDP မှတိတ်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။မကြခင်ကပ္ပစတဆလေးကိုချတော့မယ်လို့တော့ကျွန်တော်ယူပါတယ်။ ကောင်းလိုက်တဲ့ the den of the den ရန်ကုန်တိုင်းအတွင်းစစ်တပ်ကကဲဒီနေမင်းများတွေရဲတပ်ဖွဲ့ကဖမ်းဆီးအရေးယူမှုများလှုပ်ဆောင်လိုပါကစစ်တပ်ကိုကျူတင်အကြောင်းကြားရမည်ဟုသောညွှန်ကြားချက်ဂျွန်15ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်ဝင်ရောက်ဖန်စီမှုလောက်မီစုပါကသက်ဆိုင်ရာနီးပြောဟာနေမေခန်တက်ရင်ထံမြုပ်နေရေစခန်းမှုမှတစင်တောက်မဟောသက်ဆိုင်ရာရေတဖွဲ့ဝင်များကဥစွာတည်င်းပူရမည်ဟုညွှန်ကြားချက်တွေ တွေ့ရှိပါတယ် တည်င်းပူပီမှတာရေတဖွဲ့ဝင်များကဖန်ဆီးမှုလောက်နိုင်ကြောင်းညွှန်ကြားစာကဆိုပါတယ်အကြောင်းမကြားပဲဖန်ဆီးမှုပြောလို့ဒီရေတဖွဲ့ဝင်များကိုစစ်တပ်ကရာရီတင်းတင်းထားရမည်တိုင်းအရန်တမတ်ထံအချိန်နဲ့တပီငီတည်င်းပူပေးရမည်ဖြစ်ကြောင်းညွှန်ကြားစာတွေရေးသားထားပါတယ်ကတ်ကေမှုအောင်စစ်စေးရေးကိမြောက်အဝင်းအထွက်ကိလမ်းပိတ်စစ်စေးမှုတော့တွေလုံချုံရေးတပ်ဖွဲ့များငွေမတောင်းရန်လဲစာတွေရေးသားထားပါတယ် စုလူချင်းဒါကယန်ကုံမာစတက်ကွက်ကနေမေအဒွိမာခွေရဲလုံငန်းခွန်ကတပေးရာဖြစ်ပါတယ်ခွေရဲတွေလည်းစစ်ခွေတွေကဖမ်းရတဲ့အခြေအနေတွေရောက်ရှိနေတာဖြစ်ပါတယ်ပြောပြမယ်ယန်ကုံကခွေရဲတွေစစ်ခွေတွေကမင်းတောက်ကိုအတားနိုင်ချစ်နေပြီအခုချိန်မှာအဲ့ဒါကြောင့်မင်းတောက်တွေအလင်းဝင်ကြမင်းတောက်ကရေမဟုတ်တော့ဘူးဂျွန်ဖြစ်သွားပြီခွေဂျွန်ပီတူစစ်ဂျွန်ဖြစ်သွားပြီမင်းတောက်မှာအာဏာမရှိတော့ဘူးအဲ့ဒါကြောင့်မင်းတောက်တွေအမြန်ဆုံးအလင်းဝင်ကြမဟုတ်ရင်မင်းတောက်တွေမေဩဇာတွေဖြစ်သွားကြမယ် အလေးမဝင်ချင်ကြရင်အချင်းချင်းကြကြကွာရန်ကုန်အခြေအနေမကောင်းဘူးခွေရဲခွေပြုံစစ်ခွေအကုန်လုံးချတော့မှဖြစ်ပါတယ်မကြခင်မယုံရင်ကြည်ထားကြကောင်းလိုက်တဲ့တည်နောက်တည်မကွေးတိုင်းမှာတာဝန်ကျက်နေတဲ့စစ်စရာဝင်ဘူမှုတင်ကူကူအောင်စုသူကအမျိုးသမီးအယောက်90ထက်မနည်းကို၎င်းရဲ့ရာထူးအနာနဲ့ချင်းချောက် PRP ကလင်အမျက်ထုတ်နေကြောင်း AAMIJ မှစုံစမ်းသိရှိရပါတယ် AAMIJ မှအစူပါဘူမှုရဲ့ လင်အမျက်ထုတ်တာကိုခံခဲ့ရတဲ့အမျိုးသမီး၅ဦးခန့်နဲ့မေမြန်ခွင့်ရခဲ့ပါတယ်။အမျိုးသမီး2ဦးဟာဆိုရင်၎င်းမှာအိမ်ထောင်ရှိနေတာတော့အေဒီစစ်ဘူးမှုရဲ့ချင်းချောက်မှုကြောင့်လင်အတုံးတော်ခံတဲ့ဖြစ်မိသားစုမတိစီအောင်လှုပ်ဆောင်ပေးနေရပါတယ်။ကျမအင်ထောင်မကြခင်ကသူနဲ့ပတ်သက်မိတာအခုထိကျမကိုသူစန္ဒမဖြစ်ရင်အချက်ကင်နေရတော့ကျမအတွက်အန်ဒရီယောအင်ထောင်ရဲ့ပြုတ်ကွေးမှာရောကြောက်လောက်ပါလို့ လင်အမြအထောက်ခံရသူအင်ထောင်တဲအမျိုးသမီးကပြောဆိုထားပါတယ်။ငါလုံးမသတ်တောင်းစာစစ်ခွေတွေဘလောက်ဖာကောင်းကြနေတာလဲဆိုတာကိုပြောပြမယ်။လွန်ခဲ့တဲ့နှစ်15 20လောက်မှာစစ်ခွေတွေကတိုင်းရင်းသားနေမင်းတွေထဲမှာလာခဲ့လို့ဆိုရင်အယူးတွေတော့သူတို့ကချတာ။တနည်းလေးနည်းငါနည်းလုံးဝရေမချိုးတဲ့အယူးမတွေနန်းစောနေတဲ့အယူးမတွေစကားတော့မပြောတတ်တဲ့အယူးမတွေတော့မှသူတို့ကချတာ။တခြားတိုင်းရင်းသားနေမင်းတွေမှာအဖေစစ်တပ်အမေမတန်ဆွန်း တားသမီးတွေအများကြီးပဲသူတို့ကဒီဆန်တွေတော့မှချတာကွာအဲ့လောက်တော့ဖာကောင်းကြတာအယောက်ငါးစီကတော့နေတော့နေသေးတယ်တိလားဒီထက်တော့များအောင်မှာဟုတ်ကဲ့ပါကျွန်လဆစီရနေရမနေ့ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးကပြဆရာမိုးဆူချင်းပြောသွားတဲ့စကားကိုချက်လို့နားစင်ကြည့်အောင်တိုက်ပွဲထဲမှာငါအတူပြတူသေတူရှင်တူဆိုတဲ့ရဲဘော်တွေကတော့ပိုချစ်လာတယ်ဗျာပိုခင်လာတယ်ဗျာပိုပြီးတော့စာနာကြတယ်ကြောက်နေတယောက်လေး လေးစားကြတယ်တောင်းတောင်းမျက်နှိုးကြတယ်တောင်းတောင်းခင်မင်ကြတယ်တွေ့တာကြတယ်အသက်ကိစ္စအသက်ပြီးရပြီသူ့တဲ့ကိုယ်တဲ့ပြီးရပြီတော်လိုင်းမှာအဲ့ဒီခါမှာကျွန်တော်တို့ကအဲ့လိုစိတ်သက်တည်နေခုနလိုအခက်ခဲတွေကိုကြော်လွားခဲ့ပါတယ်တော်လိုင်းအတွေးခေါ်တွေနဲ့ကျွန်တော်အခက်ခဲတွေကြော်လွားခဲ့ပါတယ်တိုက်ပွဲတွေမှာအတူတိုက်ခဲ့ပါတယ်ပို့ပြီးတော့ညင်ညွတ်မှုရခဲ့ပါတယ်ဗျအဲ့ဒါကြောင့်လို့ကျွန်တော်ကဒီနေ့ຫນွေဦးတော်လိုင်းမှာပါဝင်ကြတာကြတဲ့ရဲဘော်တွေကိုလည်းပဲအလေးနဲ့ ဒီကနေရှုမြင်တာတော့ပေါ့ဗျာသူတို့လည်းပဲကျွန်တော်တို့ကဲ့သို့ပဲအချင်းချင်းနေညီညွတ်မှုပို့ပြီးတော့တိဆောင်းနိုင်တယ်ပို့ပြီးတော့အခက်ခဲတွေကိုကြော်နှောဖို့တည်းတတ်တည်ခွန်အားတွေပို့ပြီးတော့ရှိလာတယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့တွုံးရလည်းပဲထုံလေးလောက်မှပဲပြန်တဲ့လူပြန်ကြလိမ့်မယ်တွန်လိုင်းကိုမလုတ်ချင်တဲ့လူမလုတ်ဖဲနဲ့ထွက်ခွာသွားကြလိမ့်မယ်ကြိုးခိုင်းသွားကြလိမ့်မယ်ရှိပါလိမ့်မယ်သို့တော်တိုက်ပွဲထဲမှာကြံ့ရင်ခဲ့တယ်လက်နဲ့ကင်တွန်လိုင်းရဲ့ထဲမှာကြံ့ရင်ခဲ့တယ် ရဲဘော်အချင်းချင်းကတော့ခေါင်းဆောင်ကောတက်ခွဲမှုကောတိုက်ရင်မှုကောတက်စိတ်မှုကောအချားအဆင်ကောအဆင်တမ်းမရေတော့ဘာကြောင့်လဲငါပြောဖက်ပေါ်မှာအခုလိုပဲအတူစားကြတာငါပြီလဲအတူစားတာအင်းကြံတကာတခဲတယောက်တခိုက်စီစားကြရေတဖန်ွက်ကိုတယောက်တလဲတောက်ကြတိုက်ပွဲထဲမှာအဲ့ဒါကြောင့်ဒီအခက်ခဲတွေကိုစိတ်တက်နေတော်လိုင်းအတွေးခေါ်နေဖြတ်သန်းတဲ့အခါကျတော့ပို့ပြီးတော့စီလုံးမှုရခဲ့တယ်ပို့ပြီးတော့ညှို့ခဲ့တယ် ပို့ပြီးတော့ကတောင်းတော့အသက်ပေးတာအသက်လူဝဲတွေမှာအသက်ပေးလာတာမဆူကြောက်တော့ရဲဘော်တယောက်ကြာသွားပြီခမဒီရဲဘော်ကိုကျွန်တော်သွားဆွဲတဲ့အခါမှာအသက်ပေးရတာရန်သူကဟိုကပြင့်နေပြီဒီနေ့လိုပဲပို့ပြအဲ့တော့ကျွန်တော်တို့ကဒီရဲဘော်ကျွန်တော်ပြင့်မထားဘူးကျိုးပဲကမ်းလာကျိုးပဲသွားတယ်ကမ်းသွားတယ်နောက်ခေါင်းမှန်သွားတယ်စသည်အဖြစ်ပေါ့ဒါကိုကျွန်တော်တို့ကုသဖို့တည်းကျွန်တော်တို့အသက်နဲ့ပေးပြီးတော့ဆွဲဆွဲထုတ်ရတယ်ကျွန်တော်ဆိုဆွဲထုတ်ခံရတယ်အဲ့ဒါမျိုးပြောနေတော့ရင်မဲမှာ ဆိုပါလေဗျာကဲအဲ့ဒါအဲ့ဒါပါပဲဆရာကြီးကျွန်တော်တို့တိုက်ပွဲတွေကြမ်းသမျှရမ်းသမျှတိုက်ပွဲတွေမှာနော်ကျွန်တော်အသက်တွေလူရသမျှတော်လိုင်းအတွေးခွန်နဲ့အတွေ့အကြုံတွေနဲ့ပို့ပြီးတော့စီလုံးမှုညီညွတ်မှုရစေပါလေဗျာဟွန်းဒါကောင်းတယ်နော်ကိဗျာဆရာဆိုတော့အပြောတွေကျွမ်းတယ်ကွာလေးစားတယ်ကေဒါဆွင်ဒေါ်နောဗီဒီယိုအမေစုမွေးနေအတွက်ဘုမေခေကကဗျာတပုတ် ရေးပြီးထားပါတယ်တစ်ချက်လောက်ယူကြရအောင် အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Ninja Blaster က MV တက်ဖွဲ့ရအောင်တော့ပုံမှန်ကဲဖြစ်ပါတယ်အခုကျွန်တော်တို့ပေါ့နော်အဲပေါ့နော်ဒီစကူရက်နေ့မှာကြာရောက်မဲ့အဲကျွန်တော်တို့အမေတော်ဆန်းစုကြည်ရဲ့တက်80ပြည့်မွေးနေ့အတွက်အဲကျွန်တော်အနေနဲ့ဒီကြပြားလေးတစ်ပုဒ်ရေးထားတာရှိပါတယ်ဒီကြပြားလေးကိုတော့ကျွန်တော်တို့ပေါ့နော်ဒီ Blast ဆိုပြီးတော့ကျွန်တော်တို့ဒီကောင်းစင်နာမည်ပေးထားပါတယ်ကွက်လပ်ပေါ့နော်အဲကျွန်တော်နာမည်ပေးထားတယ်အဲဒီကဗျာကိုကျွန်တော်တို့ဒီပေါ်တော့ဒီအုံနောက်နဲ့ကာယံနေစပီနဲ့ရေးထားတာမဟုတ်ဘူးနှလုံးသားနဲ့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့ຢာတွေကတော့ကာယံနေစပီနဲ့ညီမညီပါလဲမယ် နှလုံးသားနဲ့နားဆင်ပါလို့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ဒီကဗျာတို့ကျွန်တော်က MP တစ်ဖွဲ့လုံးသားလုံးရဲ့ကူတာကျွန်တော်ကပဲရွှေပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကျွန်တော်ဒီကဗျာတို့ကျွန်တော်ဒီနှစ်ဘောနောကြာရောက်မဲ့မိစုရဲ့မွေးနေ့တွေကျွန်တော်တို့ကွန်ပျူတာခါမှာကျွန်တော်တို့နှင်းစီပန်းစားဘောနောအဲကျွန်တော်ကြည်ကြံတော့ပဲကျွန်တော်နားမှာပန်းမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီအမောင်တို့ကိုကျွန်တော်ချပြီးတော့ကျွန်တော်ပြောင်းနိုင်တယ်ပဲကျွန်တော်ကဗျာကိုရွှေပြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကြည်ကြည်ပါကျွန်တော်ပြောင်းနိုင်ထုံးပါမယ်အမေအစကတော့ တာဒီကြပြအောင်မရေးတော့ဘူးလုပ်နေတာနောက်ဆုံးတော့လဲရေးပြစ်သွားခဲ့ပါလေတခုလောက်မယုံမယ်မေအမေအသက်တကယ်ပဲ80ပြည့်ခဲ့တာလားတခြားသူတွေနဲ့ပြိုင်ငင်းရအောင်မင်းနဲ့တူတယ်အမေတားကတော့အမေကို10နှစ်သားပဲ့ကင်ပြင်ပါလေးလို့ပဲတင်စားပေးရသေးဗျာအမေပြီးခဲ့တဲ့9လတာလွတ်လပ်မှုကိုခံစားရင်အခုဆိုဒီမိုကရေစီဓာမီလေးကိုကင်ပြီးရန်ငွေတွေကြားမှာ စစ်မှန်တဲ့အနာဂတ်တိုင်းပြည်ကိုထူးဆင်းနေရ နောက်ထပ်၅နှစ်တောင် ပြည်တော်မယ်အမေအော်ဆရာပဲအမေ၅နှစ်သာပြည်တော်မှာအမေပြီးခဲ့တဲ့တံမီးလေးကအခုထိရောင်းမမေနေဘူးဗျဒါပေမဲ့တွေးညီနေတော့နည်းနည်းရနေပြီအမေရမှာပေါ့အမေရဲ့နာဂတ်တွေစတိလိုက်ဘဝတွေစတိလိုက်အသက်တွေစတိလိုက်ကိုယ်လက်အင်္ကာတွေစတိလိုက်နေတရေရင်စရိရင်နဲ့ ဒီဒံမီလေးကိုစုပ်ကင်ထားရင် အမောင်တုကိုဖြိုခွင်းနေရတော့တွေးတော့နည်းနည်းစွန်းတာပါမင်းစိတ်ချပါမင်းမိသားညာသားလူချင်းကြီးတွေလုံးသားလှလှကိုခြေနှင်းခံရင်နောက်တစ်ခေါက်ຫນွေပေါက်ရင် အမေစီကိုတော့ရောက်လာခဲ့မှာပါဒီတစ်ခေါက်အမေနာကိုသားတို့ရောက်ရင်တန်တိုင်းဒီဟာနှင်းစီပန်းတွေအဖြစ်ပြောင်းစေရမယ်အမှန်တရားကိုလက်ပိုက်ကြည့်နေတဲ့နတ်ဖရားတွေနန်းကြစေရမယ် နေထိုင်ရင်အာနာယူးနေတဲ့အာနာယူးတွေမျက်မှောင်ကျစီရမယ်မေအမေအမေပြန်ရောက်ရင် ဟာတာအနေနဲ့မျက်ရည်လေးတွေယောပြီးတန်ရအောင်မယ်ဗျာအမေသမီးချောမတ်ရွှေဘောတို့အဖွဲ့နဲ့အမေသားပင်ဒီအချို့ရဲ့အဆွဲဖွေးဖွေးပစ္စတိုဘီကတ်ရဲ့အကြောင်းပေါ့တော်ပါအမေစိတ်တွေကဟိုရောက်ဒီရောက်နဲ့ဘဝနာနာစိတ်နာနာနှလုံးသားနာနာအနာဂတ်နာနာနဲ့ရေးလာလိုက်တာ ကာယမဏီစာမဏီနဲ့မျက်ရည်တွေပဲစီရေးလိုက်ပါတယ်အမေကြပြားဆုံးနေပြီအမေပြောစရာတွေကမကုန်သေးဘူးမိသားအညာသားလူချမ်းကြီးနောက်တစ်နှစ်အမေမွေးနေ့မှာတော့ကြပြားတွေကိုယ်တိုင်ရွတ်ပြခြင်းနေတယ်အမေဘုမိုက်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒါအထိပါတယ်ဘုမိုက်ကဲကေဒါဆွင်ဒေါ့နောက်ဗီဒီယိုဒေါက်တာဆာဆန်တီဗီကိုချက်လောက်နဲ့ဆင်ကြည့်အောင် အဓိကအဲ့ဒီဒေါ်လာတန်းတရာ20တတပေါ့နော်ဒါကလွှတ်တော်ကုဆယ်တရားနေဒီမှာလွှတ်တော်ဘာနာရေးကော်မတီဒါ appropriation ကိုတွားမှာတစ်ခုစလုံးမှာပေါ့နော် appropriation committee ကိုတွားမှာဆိုတော့ဒါကတော့တကယ်လားကြည့်မယ်ဆိုရင်အဲ့ဒါအချက်ငါချက်တော့ကျွန်တော်သိပါတယ်အဲ့တော့ဒီအဲ့ဒီစာချောက်ကိုလည်းမင်းကလွှတ်တော်အမတွေနဲ့ရဲ့ကုဆယ်တွေနဲ့တွေ့တဲ့အခါမှာဆိုဆွေးနွေးခဲ့ပါတယ်အာဆိုတော့အဲ့ဒီမှာအဓိကတော့ဒီ ဒုက္ခတဲ့တွေပေါ့နော်ဒုက္ခတဲ့တွေအကူကြီးပါတယ်လူတဆန္ဒအကူကြီးပါတယ်အဓိကဒီရိုဟင်ဂျာဒီကမောင်မားတွေအတွက်တော်လကောင်းဒီမြန်မာနိုင်ငံအတွေးထက်မှာရှိနေတဲ့ကျွန်တို့ဒီเนาะဒီနေရာလို့ဆုတ်ခွာနေရတဲ့เนาะ IDP တွေနဲ့ဒီမြန်မာနိုင်ငံအပြည့်ဖက်မှာရောက်နေတဲ့အိန္ဒိယရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ခုနထိုင်းနိုင်ငံရဲ့အဲ့မှာရောက်နေတဲ့သူတွေအတွက်အအဓိကဒီလူတဆန္ဒအတွက်ပါတာကိုတွေ့ရတာ နောက်တစ်ခုကတော့ဒီ support for ခုနဒီ democracy ဤအစုတွေအတွက်ပေါ့နော်ဤဒီမိုကရေစီအစုတွေအတွက်လည်းတကယ်တမ်းဆိုရင်တော့တစ်ဖက်ကအဲ့ဒီဟိုအတရား27တားမှာဒီမိုကရေစီအစုတွေအတွက်ဆိုတာဟာလည်းစာထက်မှာကျွန်တော်တို့တွေ့ရပါတယ်တစ်ဖက်ကအဲ့ဒါတမကပဲလားနဘတ်တုကတော့ဒီစစ်ကောင်စီကို isolate လုပ်နိုင်မဲ့အဥ္စာတွေပေါ့နော်စစ်ကောင်စီကို ဟိုခုနလိုပေါ့သူတို့ကို suction လုံးပဲဖြစ်ဖြစ်သူတို့ကိုခုနလို isolation ဖြစ်နေနိုင်မဲ့အချက်ပါပါတယ်နောက်တစ်ခုကတော့ဒီဒီ America အစိုးရအနေနဲ့မြန်မာနိုင်ငံအပေါ်မှာပေါ့နော်ခုနဒါခပေးဆိုတဲ့အခါမှာဒီအကြဖက်စစ်အာဏာရှင်တွေကိုဒါခပေးဆိုနိုင်မဲ့အခက်ကဏ္ဍကိုလည်းပါပါတယ်ပြီးတော့နောက်ဆုံးကတော့ဒီဘာမာအဲ့ဥပဒေပေါ့နော်ဒီဘာမာအဲ့ဥပဒေအခုဆိုရင်တော့ဒီဘာမာအဲ့ဥပဒေကိုအကောင့်ထဲပို့နိုင်ဖို့ရအတွက် brave burma at ဆိုတာထွက်လာပါတယ်ဒါဟာလည်းတကယ်တော့ဆိုတော့ဒီဘာမဲ့ဥပဒေကိုဒီထက်အခုနလိုစာရွက်စာသားပေါ်မှာပဲရှိနေတဲ့ဥစ္စာမဟုတ်ပဲねဒါကိုတကက် enforce လုပ်ပြီးမှမေးပြီးမှတကက် implementing လုပ်နိုင်မဲ့ဆိုတဲ့အချက်လေးတွေကိုလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့အဓိကပြချုပ်မယ်ဆိုရင်တော့ဒီလူသားဆန္ဒအတွက်ကတော့အဓိကဖြစ်တယ်လို့တော့ပြောလို့ရပါတယ်ဒါကတော့ကျွန်တော်တို့တော်လှန်ရေးအတွက်ဒေါက်တာဆာဆာလောရက်တွေကို ပြုတ်ပြတ်သွားတာဖြစ်ပါတယ်ဒီဗီဒီယိုကိုဖွင့်လှစ်ချစ်ချင်ရင် AOT မှာကြည့်လို့ရပါတယ်ကျွန်တော်ကတော့ဖြစ်ပြီးမှယူတာဖြစ်ပါတယ် keda swin dot no video bgf တုတ်ဘူးမူကြည့်နိုင်မအောင်ဆိုပါပြောတာလည်းတစ်ချက်လို့ကျွန်တော်တို့ဒေတာမှာကျွန်တော်တို့ကဒီဒူကိုမျက်နှာမူပြီးလက်တည်နေတဲ့ကျွန်တော်တို့လက်လက်ကတက်ဖွဲ့တွေဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကဒီဒူဒီခိုက်နေတာဆိုကျွန်တော်တို့ဒီခိုက်နေတာအတူတူပါဒီဒူစိတ်မကောင်းရင်ကျွန်တော်လည်းစိတ်မကောင်းဖြစ်တာပါဒါဆိုကျွန်တော်နေဆက်မြို့မှာက လူဦးရေအများကြီးရှိတယ်ဒီအများကြီးတည်းမှာအချိုးချိုးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဒီခဏရာခိုင်လုံးပေါ့နော်6.6.5ခဏရာခိုင်လုံးလောက်ကတော်တော်လေးလောက်စားရည်များတယ်ဗျအဲအနေနဲ့ရေးရက်ကနေပြီးတော့မှလာပြီးတော့မှအဲဒီဒေတာကိုမိကိုပြီးတော့လုတ်ကန်စားသောက်နေရလို့ရှိတယ်အဲ့တော့ကျွန်တော်တို့ရောက်ရမျိုးကပုံမှန်အားပုံမှန်တော့ပြန်လဲလဲပတ်နေပြီပုံမှန်တော့ပြန်လဲလဲပတ်နေပြီတို့တော့အခုနကကျွန်တော်ခြေရာပြဒန်းစားတွေပဲကျွန်တော်တို့ကြည့်ရမှာပေါ့နော်သက်သက်ရှိတဲ့လူကတော့ ဒါမှဒါမှရှိလေသူကြံဖန်ပြီးတော့တခုခုတော့ရအောင်တော့ဖန်ပြီးနိုင်တာပဲညမကြလာတော့ငချင်းတော့ဘလို့ထင်ကြရလဲလုံးဝကဖြစ်နိုင်တာကွာပီတူလူထူအတွက်အလောက်လောက်တယ်တဲ့ secret ဘက်တစိမ့်နဲ့ခွေးမသားတွေပြောင်းလင်းပြန်စားတွေပြုတ်နေတာကေဒါဆွင်တော့နောက်ဗီဒီယိုရန်ကုန်ပြည်လန်းတိတ်ပွဲအကြောင်းအကြောင်းမင်းပါပြောတာလဲတစ်ချက်လောက်နားစင်ကြည့်အောင်ရန်ကုန်ပြည်လန်းရဲ့ပေါ်မှာရှိတဲ့မင်းလာမြို့နယ်ရဲ့အုတ်တွင်းရွာမှာလဲမနေ့ကပြစ်ခတ်မှုဖြစ်တယ်ဗျာကဲ ဟိုတွင်းမှာပြီးကောင်းဖြစ်တော့အဲ့ဒါကြီးကလည်းကျွန်တော်တို့မပြောမှမသိဘူးခြားတယ်အဲ့ဒါလည်းခြားကြတယ်အရသာနည်းနည်းထိခိုက်သွားတယ်လို့ခြားတယ်ဟိုကဘောကောင်မခီးတဲ့တင်ကအရသာချုထိခိုက်သွားတယ်လို့ခြားတယ်နော်အဲ့မင်းလာမင်းလာမင်းလာစစ်ကွင်းတာဆုံလမ်းပေါ့နော်ရန်ကုန်အဲ့ဆိုရန်ကုန်ပြည်လမ်းမှာရပြီးမင်းလာမြို့နယ်နော်စစ်ကွင်းတာဆုံစစ်ကွင်းတာဆုံဘက်မှာအာပြစ်ခတ်မှုဖြစ်တယ်16ရက်နေ့ညနေ၄နာရီတော့ပြစ်ခတ်မှုဖြစ်တယ်အဲ့မှာအဲ့မှာလုံခြုံရေးစောင့်နေတဲ့တပ်ကိုလာပြီးတော့ပြစ်တယ်ပြစ်ကြတော့ရုပ်ရည်ရှောင်းတခင်ဝင်ပြစ်တော့ဗျာ PDF အုပ်စုရှောင်းတခင်ဝင်ပြစ်တော့ ဝင်ပြတော့တို့ကပြန်ပြဥပဒေပဲပြစ်ကြပြစ်ကြခတ်ကြရင်လည်းအဲ့မှာတိုက်ပွဲပြီးတော့ကားတွေကလည်းအကုန်ပိတ်ကူရက်ကုန်ပိတ်ကုန်ပေါ့ဗျာပိတ်ကုန်ပြီးတော့ဟိုဘက်မှာသွားဒီဘက်မှာသွားဖြစ်ကုန်တယ်ပြောရရင်တော့အဲ့စကွင်းနာဆုံးဖြစ်တဲ့တိုက်ပွဲဂျားမှာဟိုပြည်ကနေရန်ကုန်ပြန်လာတဲ့ကားကားတစ်စင်းကတော့အဲ့ဂျားတွေကိုဖြတ်မိလိုက်တဲ့အတွက်ဘယ်ရပြင်မမသိတဲ့ဂျီနဲ့တိပြီးတော့အဲဒေကုန်းနဲ့လူဒေကုန်းနဲ့တချို့ဒေကုန်းနဲ့တချို့ရန်ကုန်ကလူတွေနဲ့အခုရန်ကုန်ဒီနေ့တော့အလောင်းတွေရောက်ပြီးလို့ဂျားတယ်နော်တချို့ကမော်လမြိုင်ဘက်ကလည်းအခုသူတို့မော်လမြိုင်ကတော့ဒီနေ့တော့အလောင်းကြောက်လို့ပြီးထင်ပါတယ်ဒီဘက်ကုန်ပြီးတဲ့အဲ့တော့ကားတွေကဟိုဘက်ဒီဘက်ဘယ်မှမသွားရဲပဲနဲ့ ဟိုရက်ထားကြတော့ဗျာတချို့စကားရက်ထားရက်ထားရင်တချို့ကဟောရတယ်ထင်ပြီးတော့မောင်းသွားတဲ့လူကအကုန်ထိကုန်တာအဲ့တော့ပြောရင်တော့ပြောရင်တော့စကွန်းတာဆုံးခေတ်ကို PDF တွေလာပြစ်တာကရသွားလို့ဆိုတော့ရလည်းမရဘူးဗျာဘာမှလည်းမဟုတ်ဘူးလာပြီးတော့တိုက်ပွဲပေါ်တယ်ဆိုပြီးတိုက်ပွဲပေါ်ပြီးတော့ပြည့်ပြခါခတ်ကြတယ်အဲ့လိုလည်းပဲကိစ္စအောင်လည်းစသားရည်လည်းရဲလူမျိုးတော့တတ်ဖို့နေလည်းအဆင်မပြေဘူးနောက်နေထိုင်ကျန်တဲ့လူတွေဆိုရင်ဒီမှာတာယာဝရီခင်အုပ်ချုပ်ရေးစီမံဖို့ဝင်ဒုဗိုလ်မူကြီးဇော်မျိုးဝင်းတို့စစ်အင်ဂျင်နီယာဘုံမှုတယောက်တို့တည်ရဲတဲ့စစ်သားတွေအများကြီးတည်ရဲတဲ့ ဒီစစ်ကွင်းတာဇုံဝင်ပစ်တာအဲ့ဒီအုပ်ချုပ်ရေးမှုเนี่ยဘာဆိုင်လို့လို့ကျွန်တော်စဉ်းစားနေတယ်နည်းနည်းတော့ဒီကောင်နည်းနည်းတော့နည်းနည်းတော့စဉ်းစားကြရတော့ဖြစ်နေတာပေါ့နော်ပစ်တာကစစ်ကွင်းတာဇုံစစ်ကွင်းတာကိုကြည့်ကင်မရာကိုကြည့်ဟိုဒုဗိုလ်မှုကြီးအစင်ဘာပါလို့နေပါတော့စစ်စေးကြီးတော့ဒုဗိုလ်မှုကြီးအစင်ထိုင်ကုန်မတိုင်းတာဘာပါလို့မလို့လို့အဲ့တော့ဒီကောင်နေရတော့လေဒုဗိုလ်မှုကြောင့်တည်တယ်ပဲတယင်းမှုကြီးပေါ့တယင်းမှုအစင်ပေါ့ဗျာပြီးတော့စီမံအုပ်ချုပ်ရေးခိုင်စင်အုပ်ချုပ်ရေးဖွဲ့ဝင်ကြီးပေါ့အဲ့ဒီလူတည်တယ်ဆိုတော့အေးပေါ့ဗျာလို့တို့လည်းဒီလိုပဲကြည့်ကြပါဦး ဖင်ပိတ်ပြီးငင်းနေတာဘာမှမဟုတ်ဘူးတဲ့ဟောလောက်တိတ်တာစစ်ခွေးဘူးမှုတွေဘူးကြီးတွေတေးတာကျွန်တော်တို့အတွက်အားစီရှာဖြစ်တယ်ခွေးမသားရဲ့ပြည်သူတွေကမင်းတို့ပစ်တက်ကြီးဆန်ကြောင်းတေးတာတတိမန်ကိုတတိမအောင်ပြုတ်တတ်တာအဲ့ဒါကိုအော်တာကွာဒီခွေးမသားတွေစကန်းတင်လည်းမတင်ဘူးဆုတ်သွားတာဘူးကြီးဘူးမှုတွေခွေးအများကြီးတေးရင်လည်းမတေးဘူးတိုင်ရပေးရတယ်ဟုတ်ပါပြီမင်းတို့စစ်ခွေးတွေအခုကုန်တော့မယ်အဲ့ဒါကြောင့်ပြည်သူစစ်တွေလည်းကုန်လုံးတေးတော့မယ်ဟုတ်ပြီနော် အဲ့ဒါတော့မမင်းတော့ကမဝင်ခိုင်ချင်တယ်ဘူးဆိုရင်တော့မင်းတော့အလှေလာလိမ့်မယ်ဟုတ်ပြီနော်ဟုတ်ကဲ့ပါတကယ်ချင်းတော့ဒီမနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျမကြီးခုစိတ်ကြပါ I love you all God bless you all thank you for your time